အားလုံးမင်္ဂလာပါဒီနေ့ကကျွန်တော်တို့၁၇လပိုင်းတလတာအတွက်တနင်္လာသားသမီးတွေကိုတလတာတဲတော့ဟော့ကိန်းလေးဟောကြားပေးသွားမယ့်ဗီဒီယိုလေးဖြစ်ပါတယ်အဲ့တော့မိတ်ဆွေအားဗီဒီယိုကိုယုံကြည်တဲ့လူတယောက်လည်းဖြစ်တယ်တနင်္လာသားသမီးလည်းဖြစ်တယ်ဆိုရင်ဒီဗီဒီယိုလေးကိုစုံနေတည်ကြည့်ချူပေးပါမိတ်ဆွေတို့အတွက်တလတာကံအဆိုးအကောင်စင်ကျင်နိုင်တဲ့အရာတွေတုံးတက်လို့ရအောင်ဟောပေးခြင်းဖြစ်ပါတယ် ကျွန်တော်တော့အဘမင်းနိုင်ငံရဲ့တပည့်ဆရာစွမ်းအောင်တော်ဖြစ်ပါတယ်မိတ်ဆွေတို့ကိုအမြဲတမ်းကျွန်တော်ဘီဒင်ရေဒီယိုင်နဲ့ပတ်သက်ပြီးတင်ဆက်ပေးနေဆရာတယောက်လည်းဖြစ်ပါတယ်ကျွန်တော်ရဟောကြားမှုတွေကိုနှစ်သက်မှုရှိတယ်ဆိုလို့ရှိရင်ကျွန်တော်အကောက်ကို follow လုပ်ပေးတာချင်းအပြင်နေ့စဉ်နဲ့မျှကျွန်တော်တင်ဆက်ပေးနေတဲ့ video နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသိရှိခွင့်ရမှာဖြစ်ပါတယ်။အဲတော့ကျွန်တော်စတင်ပြီးတော့တနေ့လာသားသမီးတွေရဲ့ကံအဆိုးကောင်းလေးတွေကိုကျွန်တော် terror နဲ့ချိုးပြီးတော့ဟောကြားပေးသွားမှာဖြစ်ပါတယ်။အဲတော့ terror cap ကိုကျွန်တော်စတင်ပြီးတော့ချိုးပါမယ်။ တော့ဒါကနံပါတ်1အနေနဲ့တင်းနယ်လာသားသမီးတွေရဲ့ကိုပိုင်စီးပွားရေးနဲ့ပတ်သက်တဲ့ကပြဖြစ်ပါတယ်စီးပွားရေးအလောက်ကိုင်းဒီချိန်မှာစီးပွားရေးနဲ့ပတ်သက်ပြီးအလှည့်ပြောင်းအမြန်ဆန်ဆုံးကာလတစ်ခုကိုကြုံတွေ့နေရတယ်အခုကောင်းချိန်ကောင်းနေမှာတော့ကြဆိုးကျင်ဆိုးနေတယ်ပေါ့နော်အပြောင်းလဲတွေအရမ်းမြန်ဆောင်တယ်ပြီးတော့ကိုလှုပ်ချင်တဲ့စီးပွားရေးတွေကိုဖြစ်ချင်တဲ့အရာတွေစိတ်ကူးရင်ထားတာရှိကြတယ်အကြောင်းမျိုးမျိုးကြောင့်မလှုပ်လဲရတာတွေအကြောင်းမျိုးမျိုးကြောင့်လှုပ်ခွင့်မရတာတွေ ကာလမျိုးတွေမှာကြုံတွေ့လာရတတ်ပါတယ်။စီးပွားရေးနဲ့ပတ်သက်ပြီးတော့လူလိန်လူညာကိုယ့်ဘော်ကိုပါနက်စွာချင်းကပ်တဲ့လူတွေနဲ့တွေ့ကြုံလာပြီးတော့အဲ့ဒီအပေါ်မှာယုံကြည်မှုလွန်ကဲသွားတဲ့အပေါ်မှာစီးပွားရေးနဲ့ပတ်သက်ပြီးထိခိုက်တာတွေနစ်နာတာတွေဖြစ်ပေါ်တတ်ပါတယ်။ဒီလိုကာလမျိုးမှာစီးပွားရေးနဲ့ပတ်သက်ပြီးတော့နှုတ်ကြုံတာမျိုးလက်လွန်တာမျိုးအတက်နိုင်ဆုံးရှောင်ကျင်မယ်ဆိုရင်တော့ပုံမှန်ပြီးတော့ကောင်းမှပါလိမ့်မယ်။စီးပွားရေးနဲ့ပတ်သက်ပြီးဒီကာလမှာအပြောင်းလဲတစ်ခုခုဖြစ်ချင်တယ်အပြောင်းလဲတစ်ခုခုလှုပ်ချင်တယ်စိတ်ကူးရင်နေပါလိမ့်မယ်။ မလောက်ပါနဲ့အောင်အချိန်လေးကိုခဏဆောက်ပါဒီအချိန်မှာမိတ်ဆွေလှုပ်ချင်တဲ့အပြောင်းလဲရာမိတ်ဆွေအတွက်အားနည်းချက်တစ်ခုဖြစ်သွားနိုင်ပါတယ်နောက်တစ်ခုကတွေ့ကြုံလာမယ့်တနင်္လာသားသမီးတွေရဲ့ကျွန်တော်တို့ရဲ့ကျမကြီးကိစ္စအနေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်အမှန်တမ်းပြောမယ်ဒီကာလမှာကျွန်တော်တို့တွားရင်းလာရင်းနဲ့ခလုတ်တိုက်မိတာမျိုးတွေးတာကိစ္စအနေနဲ့ပတ်သက်ပြီးတော့အားနည်းတာမျိုးတွေးတိုးတာတွေးကြတာမိန်းကလေးတွေရဲ့သဘောတဘာဝတွေးတာမမှန်တာတွေဒီလိုကာလမျိုးမှာ ကြုံတွေ့လာတတ်ပါတယ်ပြီးတော့သွေးသားမတန့်ရှင်းမဲနဲ့ကျွန်တော်တို့ဒီဘယ်လိုခေါ်မလဲခန္ဓာကိုယ်အရေပြားပေါ်မှာအဖုအပိတ်အကွက်တွေပေါက်တာမျိုးတွေပေါ့နော်ဒီလိုယောဂါတွေကျွန်တော်တို့တွေ့ကြုံနိုင်ရနိုင်ပါတယ်ဒါကတော့တနင်္လာသားသမီးတွေတတိထားရမယ့်အချက်ပေါ့နော်ကြံတဲ့ကိစ္စတွေကတော့ကြီးကြီးမားမားကိုယ်အနေနဲ့ဖြစ်ပေါ်တာမျိုးတော့ကျွန်တော်ရဲ့ therocat မှာမတွေ့ပါဘူးအဲ့တော့နံပါတ်3အနေနဲ့ကတော့ကျွန်တော်တို့တနင်္လာသားသမီးတွေတွေ့ကြုံလာမယ့်ငွေကြေးကိစ္စတွေနဲ့ပတ်သက်တဲ့ဘက်ဖြစ်ပါတယ် ွေကြီးကိစ္စမှာအမ်တန်အားနည်းနေတဲ့ကာလအပိုင်းခြားလို့ကျွန်တော်အနေနဲ့သုံးသပ်ပြီးတော့ဟောကြားပေးချင်ပါတယ်။ဒီလိုအပိုင်းခြားမှာငွေကြီးကိစ္စနဲ့ပတ်သက်ပြီးအခက်ခဲဆုံးကာလအဆင်မပြေတဲ့ကာလတစ်ခုကိုဖြတ်တန်းနေရတယ်။တခါလေကြတော့ငွေကြီးကိစ္စနဲ့ပတ်သက်ပြီးအပူတော့ကများစွာကြုံတွေ့ပြီးတော့ဘလို့ဖြည့်ရှင်းရမှန်းမသိပဲလမ်းစာပြောင်းနေတာမျိုးကြီးနဲ့ပတ်သက်ပြီးတွေ့ကြုံလာတတ်တယ်။ငွေကြီးကိစ္စနဲ့ပတ်သက်ပြီးကိုယ့်ကိုနှိမ်တာတွေငွေကြီးကိစ္စနဲ့ပတ်သက်ပြီးကိုယ့်ကိုကိုခင်မင်းရင်းနေရတဲ့လူတွေနဲ့ ပြောဆိုတဲ့အခါမှာကိုယ်အနေနဲ့တိမ်ငယ်စရာအားငယ်စရာဖြစ်ပေါ်တာမျိုးတွေတွေ့ကြုံလာတတ်တဲ့အခြေအနေပိုင်းခြားတစ်ခုဖြစ်ပါတယ်။ငွေကြီးဆုံးရှုံးမှုဖြစ်ပေါ်တတ်ပါတယ်ခရူးဆိုင်ပါ။ကိုယ်ငွေကြီးကုညီမလို့လို့ကုညီမလို့လို့နဲ့ကိုယ့်ဘော်ကိုသူတို့လိုချင်တာရသွားပြီးတော့ပြီးတော့ကိုယ်ငွေကြီးကိစ္စအင်းနဲ့ပတ်သက်ပြီးမကုညီတဲ့လူမျိုးတွေလည်းတွေ့ကြုံလာတတ်ပါတယ်။ဒါကြောင့်မလို့ကိုယ့်ရဲ့ငွေကြီးလိုအပ်မှုဟာသူများတွေကိုကုညီသွားတောင်းတဲ့အခါမှာရလိမ့်လို့လို့ရလိမ့်လို့လို့နဲ့မျှော်လင့်ချက်နဲ့သွားတဲ့အခါမှာနောက်ဆုံးကြတော့မရပဲနဲ့အချင်းကြီးဖြစ်သွားပြီးတော့ကိုပြောလိုက်တဲ့စကားအဖတ်တင်တာမျိုးကိုယ့်ရဲ့တိတ်ခါကြတာမျိုးကိုယ့်ရဲ့နာမည်ပြတ်သွားတာပဲဖတ်တင်ပါတယ် ဲ့တော့ကျွန်တော်ပြောချင်တာဒီကာလမှာငွေကြီးကိစ္စအင်းနဲ့ပတ်သက်ပြီးတော့မိတ်ဆွေအနေနဲ့အရန်အရန်ကိုခက်ခဲမဲ့အပိုင်ချားတစ်ခုကိုဖျက်တမ်းနေရတဲ့အတွက်ကြောင့်တော့အဆက်ဆက်ရငွေကြီးကိစ္စအင်းနဲ့ပတ်သက်ပြီးတော့ဂယူဆိုင်စေခြင်းနဲ့စင်ကျင်စေခြင်းနဲ့အာဒီကာလမှာအကျွေးအမြီရှိနေတဲ့လူဆိုပို့ဆိုးတော့ပါဗျာအာကိုကငွေမဝင်ငွေလေပတ်မှုအားနဲ့တစ်ဖက်မှာလည်းပေးစရာရှိစားတဲ့ဖြစ်ပေါ့နော်အကြက်တဲတစ်ခုခုကိုကြုံတွေ့လာတတ်ပါတယ်ဒါကြောင့်မို့ဂယူဆိုင်စေခြင်းပါတယ်နောက်တစ်ချက်ကတော့အခြေအကိစ္စပါ ဒီကာလမှာအခြေအကိစ္စအင်းနဲ့ပတ်သက်ပြီးကောင်းမွန်တဲ့ပြောင်းလဲမှုတွေပြောင်းလဲလာနိုင်ပါတယ်။ဆိုတော့အဲ့ပြောင်းလဲမှုဟာလက်ရှိရှိနေတဲ့ကိုယ့်ရဲ့ချက်သူကမကောင်းတာအနေဖြင့်အဲကိုယ့်ကိုယ့်ပေါ်ပြန်ပြန်လဲပြီးတော့ကောင်းလာတာမျိုးလည်းဖြစ်နိုင်တယ်။မကောင်းတဲ့ချက်သူနဲ့လမ်းခွဲပြီးတော့ကောင်းတဲ့ချက်သူရရှိသွားတာမျိုးလည်းဖြစ်နိုင်တယ်။ဆိုတော့ဘာပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်တို့ကအခြေအကိစ္စမှာကောင်းသောအပြောင်းလဲဒီနဲ့ကြုံတွေ့လာရမယ်။တို့တော့အခြေအကိစ္စမှာအစွဲမကြည့်ပါနဲ့တယူမတန်ပါနဲ့ဖြစ်ပေါ်နေတဲ့အခြေအနေပေါ်မှာ အကောင်းဆုံးအနေနဲ့ကိုယ့်အနေနဲ့စဉ်းစားတွေးတောပြီးတော့လှုပ်ဆောင်မယ်ဆိုရင်ပုံမှန်ပြီးတော့ကောင်းမွန်ပါလိမ့်မယ်။ကံတရားကပြောင်းလဲပြီးနေကိုယ်ကမပြောင်းလဲဘူးအစွဲကြီးတွေတယူတန်းနေသူမှသူဖြစ်နေမယ်ဆိုရင်တော့အခြေကိစ္စကဒီအဲမှာပဲလှောင်ပိတ်ပြီးတော့ဓာတ်တာပဲပြန်ဖြစ်နေလိမ့်မယ်။အဲ့တော့ကျွန်တော်ပြောချင်တာအခြေကိစ္စကံကောင်းတယ်ကောင်းမွန်တော့ပြောင်းလဲနေဖြစ်မယ်။ခဏကျွန်တော်ပြောအချက်နှစ်ချက်ပေါ့။တစ်ချက်ကမကောင်းတဲ့ချစ်သူကိုယ့်ဘောမကောင်းတဲ့ချစ်သူကိုယ့်ဘောမချစ်တဲ့ချစ်သူကိုယ့်ဘောပြန်ချစ်လာနိုင်တဲ့ကောင်းတော့ပြောင်းလဲမှု။နောက်ချက်ကဘလုံးမ ကိုယ်ပေါ်မကောင်းတဲ့ချစ်သူနဲ့လမ်းခွဲပြီးတော့နောက်တဲ့ချစ်သူအတွက်တွေ့မဲ့အခွင့်အလမ်းတစ်ခုကိုယ်မှာအခွင့်အရေးနှစ်ခုရှိနေတယ်တို့တော့အခြေအကိစ္စအရင်နဲ့ပတ်သက်ပြီးမိတ်ဆွေအနေနဲ့ဘာအားနည်းနေလို့ပြောမယ်ဇဝေးဇဝါဖြစ်ပေါ်မှုစိတ် dry ရပေါ့ dry ရစိတ်နှစ်ခွဖြစ်တဲ့ပုံစံမျိုးတွေဒီကာလမှာစဉ်းစားရခက်တဲ့အခြေအကိစ္စအရင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကြုံတွေ့လာနိုင်တယ်ဟိုဟာပဲလောက်အောင်လို့ဒီဟာပဲလောက်အောင်လို့ဆုံးမချက်မခိုင်ပါဘူးတွေ့ဝေတယ်ပေါ့နော်အခြေအတခုနဲ့ အခြေကိစ္စတစ်ခုကြုံတွေ့လာတဲ့ခါမှာဒီလိုမျိုးတွေတွေ့ကြုံလာနိုင်တယ်။နောက်တစ်ချက်ကတော့တွေ့ကြုံလာမယ့်အိမ်တော်ကြီးကိစ္စတွေနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်။တင်းနယ်လာသားသမီးတွေဒီကာလမှာအခြေ sorry အိမ်တော်ကြီးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းတွေမှာအိမ်ဝယ်တာမျိုးအိမ်ပြင်တာမျိုးအိမ်ဆောက်တာမျိုးအိမ်ပြောင်းတာမျိုးစသဖြင့်အိုးအိမ်တိဆောက်မှုအပိုင်းမှာ အားနေပါတယ်။အဲ့ဒါကြီးမလုပ်ပါနဲ့။ကျန်တဲ့အပိုင်းမှာတော့အားကောင်းပါတယ်။နောက်တစ်ခါရက်ဝေးမှာရှိနေတဲ့ကိုယ့်ရဲ့မောင်နှမသားချင်းကိုယ့်ရဲ့မိသားစုဝင်တူတူတယောက် နေထိုင်မကောင်းဖြစ်တယ်ဆိုတဲ့သတင်းကြောင့်စိတ်ပူရတာမျိုးဟိုတွေးတောပူပင်ရတာမျိုးတွေတွေ့ကြုံလာရနိုင်ပါတယ်အာလက်ရှိကိုယ့်ရဲ့အနေထားအနေနဲ့ပြောမယ်ဆိုရင်ခိတခဏတော့လကောင်းအကြာယူတော့လကောင်းကိုယ့်ရဲ့အိမ်တော်ဘက်နဲ့ကိုယ်နဲ့ခွဲခွာပြီးတော့သူ့ရဲ့လုပ်ငန်းကိစ္စရင်းနဲ့ပဲဖြစ်ဖြစ်ပေါ့နော်ခွဲခွာပြီးနေထိုင်ရတာမျိုးအကြောင်းမျိုးမျိုးကြောင့်ကိုယ့်ရဲ့အိမ်တော်ဘက်ကိုချစ်ရတဲ့ကိုယ့်ရဲ့လင်းယောက်ျားကိုယ့်ရဲ့ဇနီးမယားနဲ့ခွဲခွာပြီးတော့အလုပ်သွားလုပ်ရတာဒါမှမဟုတ်ခရီးသွားတာကိစ္စတစ်ခုကြောင့် ခဏတော့၎င်းအကြာကြီးတော့၎င်းခွဲခွာပြီးတော့သွားရတာမျိုးတွေဖြစ်ပေါ်တတ်တယ်။ဒါကြောင့်မလို့ကိုယ့်ရဲ့လင်ယောက်ကြားကိုယ့်ရဲ့ဇနီးမယားကိုလွမ်းဆွေးမှုဖြစ်ပေါ်နေတဲ့အခြေအနေပိုင်းခြားမျိုးပါ။အဲ့တော့အိမ်တော်ရဲ့ကိစ္စအင်းနဲ့ပတ်သက်ပြီးကောင်းလားလို့ပြောရင် tight lock တော့ကောင်းတယ်။ခဏကကျွန်တော်ပြောတဲ့အဆိုးတွေအဆိုးတွေအချက်တွေတော့နည်းနည်းလေးခရူးဆိုင်ဖို့တော့တော့လိုအပ်မယ်လို့ကျွန်တော်ထင်ပါတယ်။ဒါကတော့အိမ်တော်ရဲ့ကိစ္စအင်းနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်။နောက်ချက်ကတော့တွေ့ကြုံလာမယ့်ဝန်ထမ်းတွေနော်ဝန်ထမ်းတွေနဲ့ပတ်သက်တဲ့အပိုင်းကိုကျွန်တော်ဆက်လက်ပြီးတော့ဟောသားပေးပါမယ်။ ဝန်ထမ်းတွေဒီကာလမှာကိုယ့်ရဲ့ရုံးခန်းစ조사မှုတွေကိုအလုတ်ရှင်တို့မဟုတ်ကိုယ့်ရဲ့လူကြီးရအတိမတ်ပြုတဲ့ကာလအပိုင်းခြားတစ်ခုကိုရောက်ရှိလာမယ်အဲကိုရဲ့အရေးချင်းအားကောင်းတယ်ဆိုလို့ရှိရင်ယာရုတို့ဖို့လာစာတို့ဖို့အမှန်တမ်းမြန်ဆန်တဲ့ကာလအပိုင်းခြားတစ်ခုကိုနဲ့ကပ်ညီတဲ့အလုတ်ကိုနဲ့အဆင်ပြေတဲ့လုပ်ငန်းခွင်တွေ့ရှိလာမယ့်အချိန်ဤပိုင်းခြားတစ်ခုလည်းဖြစ်ပါတယ်ဒါကြောင့်မလို့ကိုအနေနဲ့လုပ်ငန်းကိုတည်တည်တရားစွတ်စွတ်ဆဆ လှုပ်ဆောင်မှုအတွက်လိုအပ်တယ်။ကိုယ်ရည်ချင်းရှိရင်ရှိတယ်လို့တိုးတက်လာနိုင်တယ်။ကိုယ်ရည်ချင်းမရှိရင်မရှိလို့မတိုးတက်ဘူး။ဆိုတော့ဆရာရဲ့ရည်ချင်းရှိမှတော့တိုးတက်မှာမဟုတ်ဘူး။ကံခွင့်လန်းကကိုယ့်ရဲ့စူးစမ်းအားထုတ်မှုကိုယ့်ရဲ့ကြွမ်းကျင်မှုပေါ်မှာမူတည်ပြီးတော့ကိုယ့်ကိုအကောင်းဆုံးအပေါ်ကိုဆွဲတင်မဲ့ခြင်းဤပိုင်းခြားတစ်ခုဖြစ်ပါတယ်။တကယ်လို့များကိုယ့်မှာရည်ချင်းရှိတဲ့ဒီလောက်ကကိုယ့်ကိုမတိုးပေးဘူးဆိုရင်ကျင်းသေးတဲ့မိတ်ဆွေတောင်းမွန်နေတဲ့လုပ်ငန်းတစ်ခုမိတ်ဆွေစီရောက်လာလိမ့်မယ်။မိတ်ဆွေရဲ့အရည်ချင်းနဲ့ကိုင်းညီတဲ့လာစားမိတ်ဆွေအခြေချင်းနဲ့ကိုင်းညီတဲ့ position ယာတူးမျိုးကို ရရှိဖို့အတွက်လုပ်ငန်းအသစ်တွေပေါ်ပေါက်လာပါလိမ့်မယ်။အဲ့တော့ပြောမယ်ဆိုဝန်ထမ်းတွေတော့ကဒီကာလမှာကိုယ့်ရဲ့စ조사အထောက်မှုကိုယ့်ရဲ့အရေးချင်းဟာအကောင်းဆုံးကန်ထောက်ပတ်ပေးမဲ့ကာလအပိုင်းခြားတစ်ခုလို့သုံးသပ်ပြီးတော့ဟောကြားပေးချင်ပါတယ်။နောက်ချက်ကတော့ဒီကျွန်တော်တို့တလတာမှာကန်ကောင်းနေတဲ့အယောင်လေးတွေเนาะအဲ့တော့တနင်္လာသားသမီးတွေကန်ကောင်းနေတဲ့အယောင်ပြောမယ်ဆိုရွှေရောင်အားကောင်းနေခဲပုတ်ရောင်အားကောင်းနေနောက်တကကျွန်တော်တို့အညိုရောင်အားကောင်းနေတဲ့အချိန်ဒီပိုင်းခြားတစ်ခုဖြစ်တယ်။ ဒီကလာတာမှာကံကောင်းနေတဲ့ခဏန်းအားဖြင့်ဖော်ပြပေးရမယ်ဆိုရင်ကျွန်တော်နံပါတ်6ခဏန်းနံပါတ်2ခဏန်းနံပါတ်3ခဏန်းအားကောင်းနေတဲ့အချိန်ဒီပိုင်းခြားတစ်ခုဖြစ်ပါတယ်အဲ့တော့ကိုယ်အနေနဲ့အခက်အခဲတစ်ခုခုရှိခဲ့မယ်ဆိုလို့ရှိလို့ရှိရင်ကျွန်တော်တို့သူရဒီမေတော်တော်လည်းမောကိုကိုနဲ့နော်ပထမဆက်ရှိတဲ့မေတော်ပေါ့မေတော်တွေအများကြီးရှိတယ်သူရဒီမေတော်ရှိတယ်၊ကိုယ်ရင်မေတော်ရှိတယ်၊လက်ရှိမေတော်ရှိတယ်နော်အာအဲ့ဒီမေတော်တစ်ပါးပါးကိုနွားနို့တော်၎င်းတစ်တီးတော်၎င်း နော်ပန်းတော့၎င်းစီမီတော့၎င်းပေါ့ကိုအားတန်ရပေါ့နော်လှူတန်းပြီးတော့ကိုယ့်ရဲ့အခက်ခဲကို ပြည့်လဲအောင်ဆုတောင်းပါဒါဆိုရင်လက်ရှိစက်တလပိုင်းမှာပုံကြုံတွေ့နေရတဲ့အခက်ခဲတွေပြေပြောက်သွားပါလိမ့်မယ်ကောင်းမွန်တာတော့ကျွန်တော်ပြောတာအကုန်ထည့်လေရပါတယ်ပန်းလှူမယ်နွားနှုတ်လှူမယ်စီမီလှူမယ်အမွှေးတိုင်လှူမယ်ဒီလေးမျိုးဆိုရင်ရပါပြီအာကိုယ့်အိမ်မှာဟိုကိုတဲ့ပထမ်းဆက်ရှိတဲ့မေတော်တွေကိုလှူတန်းပါယောက်ျားဖြစ်မိန်းမဖြစ်ဒါဆိုအဆင်ပြေသွားပါလိမ့်မယ်အားလုံးတော့ တနင်္လာသားသမီးတွေစက်တလာပိုင်းမှာကိုကြီးချမ်းမာခြင်းစိတ်ချမ်းသာခြင်းတွေနဲ့ပြည့်စုံပါစေလို့ဆုမကောင်းတောင်းရင်းနဲ့ပဲကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုဒီမှာပဲညှနာခွင့်ပြုပါအခါအားလျော်စွာကျွန်တော်အကောင့်လေးကိုလည်းမကြမကြလာလည်ပေးပါလို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ